အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ချိုးဆိုလိုက်ပါရယ်မိုးလီဝသားနဲ့ဇလားဗေဒာညွှန်ကြားမှုအစည်းအဝေးကဒီကနေ့2025ခုနှစ်အောက်တိုဘာလ26ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသားအခြေအနေခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာအထူးမိုးလီဝသားအနေနဲ့အားကောင်းတဲ့လီဗီးယားနဲ့ရေဝံမှတစ်ဆင့်ဆိုင်ကလုန်းမုန်တိုင်းဖြစ်သူရောက်ရှိလာနိုင်မဲ့အခြေအနေများနဲ့မုန်တိုင်းလက်ချက်မိုးကြီးကြီးရောက်မြေကြီးကြီးအနေနဲ့သတိပေးချက်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရယ်ခင်ဗျာ ပထမဆုံးအနေနဲ့ဘင်္ဂလားပင်လယ်အော်မှလေပြင်းနဲ့ရံဝန်ဟာအကောင်းသောဆိုက်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီးအဆိုပါမုန်တိုင်းအရှိန်ကြောင့်မြန်မာနိုင်ငံတွင်ပြည်နယ်နှင့်အတိုင်းလိုက်ခုနှစ်ရက်တွင်မိုးရွာသွန်းရရှိနိုင်မယ့်အခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရံဝန်ဟာအနောက်ဘက်သို့ရွေ့လျားပြီးအော်တိုဘားလ26ရက်နေ့မှာမုန်တိုင်းငယ်ဖြစ်သူ၎င်းအော်တိုဘားလ28ရက်နေ့မှာဆိုက်ကလုန်းမုန်တိုင်းဖြစ်သူ၎င်းအကောင်းလာနိုင်ပါတယ်ဆလ၍အနောက်မြောက်ဘက်သို့ရွေ့လျားပြီးအော်တိုဘားလ28ရက်နေ့မှာအကောင်းသောဆိုက်ကလုန်းမုန်တိုင်းဖြစ်သူရောက်ရှိလာနိုင်ကြောင်း အဲ့ဒီညမှာပဲအိန္ဒိယနိုင်ငံအရှိဘက်အန်ဒါဘရစ်ကမ်းခြေကိုအားကောင်းသောဆိုက်ကလုန်းမုန်တိုင်းအဖြစ်ဖြတ်ကျော်ဝင်ရောက်နိုင်မှာဖြစ်ကြောင်းမုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်မဲ့အိန္ဒိယကမ်းခြေမှာလေပြင်းတနအီကို130ကီလိုမီတာနှုန်းတနအီကို68.35မိုင်နှုန်းတိုက်ခိုက်နိုင်ကြောင်းအိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်ကြေညာထားပါတယ်။သင်္ချာပြုပုံစံဂျိုတင်ခံမှန်းရေးမော်ရဲအားလုံးရဲ့ဂျိုတင်ခံမှန်းချက်များအရမြန်မာနိုင်ငံဘက်သို့ဥတီရွေရှားနိုင်မှာမဟုတ်ပဲမြန်မာနိုင်ငံသည်မုန်တိုင်းရွေရှားရလမ်းကြောင်းရဲ့ညာဘက်မှာရှိတော်လဲ။ မိုးလုံကာလမုတ်တုံဆုတ်ခွာပြီးချိန်နဲ့အရှင်းမြောက်မုတ်တုံလေးအားကောင်းချိန်ဖြစ်တဲ့အတွက်မုန်တိုင်းချိန်တက်ရောက်မှုအနည်းငယ်သာခံရမှာဖြစ်ပါတယ်။အော်တိုဘာလ26ရက်နေ့မှနိုဝင်ဘာလ1ရက်နေ့အထိ9ရက်အတွင်းပြင်းထန်တဲ့တိုင်းများအလိုက်ရွာသွန်းရရှိနိုင်မဲ့မိုးရေချိန်ပမာဏများကတော့ရခိုင်ပြည်နယ်မှာ9ရက်အတွင်းမိုးအများဆုံးရွာသွန်းနိုင်ပြီးနေရာကွက်ရေမိုးသက်ထန်နိုင်ကမိုးများနိုင်ပါမယ်။ ARA နဲ့မော်တင်နေတဲ့ကန်ရန်ဒေသများမှာ9ရက်အတွင်းမိုးရေချိန်3လက်မှ4လက်မှခန့်ရွာသွန်းရရှိနိုင်ပြီးနေရာကွက်ရေမိုးသက်ထန်နိုင်ပါမယ်။ မိုးမများနိုင်ပါဘကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်ဧရိယာအတွင်းမှာတော့နေရာကွက်ရိပ်မိုးအထင်းထင်းမှမိုးများနိုင်ပါမယ်ခொနရအတွင်းမိုးရေချိန်တက်တသမရှင်းလက်မကန်ရွာသွန်းရရှိနိုင်ပါတယ်ရှမ်းပြည်နယ်ကယားပြည်နယ်နဲ့ကချင်ပြည်နယ်တွေမှာမိုးနှဲနေနိုင်ပြီးခொနရအတွင်းမိုးရေချိန်တက်တသမ3ရှစ်လက်မကန်ရရှိနိုင်ပါမယ်ဆက်လက်ပြီးမုန်တိုင်းမိုးသက်ထန်စွာရာသွန်းခြင်းကြောင့်မြေကြီးကြီးချင်းအခြေအနေသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။ယနေ့26ရက်10လ2025ရက်နေ့ နနက်6နာရီခွဲချိန်တိုင်းထွာကြရမြည့်အခြေအနေကိုတင်ပြပေးလိုက်ပါရစေခင်ဗျာ။မြေကြီးနားမြေရာမနေ့ကညနေကနေ7နာရီတွင်လေးလက်မကပြန်တက်လာပါရစေ။မြေကြီးနားမြို့ရဲ့မနေ့ကအမီဆုံးပူချိန်ကတော့32.5ဒီဂရီဆယ်စီယံနဲ့ယနေ့အမီဆုံးပူချိန်ကတော့73.8ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါရစေခင်ဗျာ။မြေကြီးနားမြေရာဆိုရင်ရေမှ1200 cm တို့ရောက်ရှိရန်895 cm 28ဘီခွဲကျော်ကအလိုမှာရောက်ရှိနေပါရစေ။မြေတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ ဧရီမြစ်ထက်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါမယ်။ရံပန်ရံခါဧရီမြစ်စုံထက်ပိုင်းမှာနေရာကွက်၍မိုးသက်သန်စွာရာသွင်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရမှာပြန်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေမှာဖြစ်ပါတယ်။သကားတိုင်းဒေသကြီးထက်ပိုင်းကချင်ပြည်နယ်တခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ဧရီမြစ်ထက်ပိုင်းမေခမလီခမြန်ဝမ်ဒေသများမှာမိုးဒိတ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်ရှိနေပါမယ်။ဧရီမြို့တစ်လျှောက်နဲ့ချင်းရင်းမြို့တစ်လျှောက်မြေကန်းဒီမြေနိတ်ဒေသများနဲ့မြေတူကျွန်းမြတ်မှာစိုက်ပျိုးလုံခြုံရေးနေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများ အရာရီမြေကြီးကိုအမိပြုနေတိုင်းရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာခန်းဒီမြို့မြေဟာမနေ့ကညနေကနေ၁၂နာရီတွင်တလက်မကန်ထက်ကြသွားပါတယ်မုံရောင်မြို့မြေဟာမနေ့ကညနေကနေ၁၂နာရီတွင်လေးလက်မကန်ထက်ကြသွားပါတယ်ချင်းတွင်းမြေအတက်ကြပုံမှန်နေထားကမှရှိနေပါမယ်ထူးကမ်းမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းဒီဟ ோம் လင်းဖောင်းပြေမော်လိုက်ကလေးဝမင်းကင်းကန်ဒီနဲ့ မုံရွာမြို့တွေရဲ့မြေရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဆက်လက်ပြီး ARM မြေရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ပမော်ရွှေကူကသာထိချိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပကုတ်ကူညာဦး6အော်လံပီစိတ်သာဟင်္ဒရာနဲ့ဇလုံမြို့ရဲ့မြေရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ARM မြေရဲ့မြစ်တမှုကို24နာရီစောက်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာလျင်အချိန်နဲ့တပြင်းညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ ဆက်လက်ပြီးမိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ယနေ့မြန်မာစံတော်ချိန်15:30အချိန်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်ော်ရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့တောင်ဘက်ရေမိုင်340ခန်းနဲ့အိန္ဒိယနိုင်ငံချန်တိုင်းမြို့ရဲ့အရှိတောင်ဘက်ရေမိုင်910မိုင်ခန့်နဲ့ကာရီနာမြို့ရဲ့အရှိတောင်ဘက်ရေမိုင်930မိုင်ခန့်အကွာမှာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ် မုံတိုင်းငယ်လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရေရှားနိုင်မဲ့အခြေအနေမရှိတဲ့အတွက်အဝါရောက်အဆင့်ဟုသတ်မှတ်ထားပါတယ်။မုံတိုင်းငယ်ရဲ့တီနေရနဲ့ဘိုးချက်လေးဖီးယားလေးတိုင်နှုံးတွေကတော့အဆိုပါမုံတိုင်းငယ်ဟာမြန်မာစံတော်ချိန်15နာရီ30အချိန်မှာမြောက်လက်တီကျု10.8ဒီဂရီနဲ့အရှိလောင်ကြီးကျု88.9ဒီဂရီမှာရှိပြီးဘိုးချက်လေးဖီးယား1000နဲ့ဟတ်တိုပါစကယ်နဲ့အမြင့်ဆုံးလေးတိုင်နှုံးမှာတနိုင်လင်မိုင်30ခန့်ဖြစ်ပါတယ်။နောက်48နာရီတွင်ခံမှန်းချက်ကတော့အဆိုပါမုံတိုင်းငယ်ဟာ အနောက်နောင်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီး26ရက်ဆယ်လ2025ရက်နေ့၌အောက်ကောင်းသောမုန်တိုင်းငယ်ဖြစ်သူ၎င်း28ရက်ဆယ်လ2025ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းတို့မှာစိုက်ကလုန်းမုန်တိုင်းဖြစ်သူ၎င်းရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ review news ဆိုချက်ကတော့အဆိုပါမုန်တိုင်းငယ်ရဲ့အရှိကြောင့်ယနေ့ညနေမှာ28ရက်ဆယ်လ2025ရက်နေ့အတွင်းတနင်္လာနေ့တိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျမှနေရာစိတ်စိတ် နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်နဲ့ကရင်ပြည်နယ်မိုးပြည်နယ်ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါတယ်။မြဝချုံပေါ်မုံတမခွေမိုးတင်နှစ်နိုင်ကမ်းရန်တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ပြီးလှိုင်းအထစ်တွေမှာလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းလေဟာတနအယုံ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြေမှာမြဝကျော်ပေါမောင်တမခွေမော်ဒယ်နေနိုင်ကန်ရန်တခြားနိုင်ကန်လို့ပင်လယ်ပြင်တို့မှာခုနှစ်ပေမှ9ပေကရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းတင်းနေရှိပါမယ်။လိုင်းမြေမှာရခိုင်ကန်ရန်တခြားနိုင်ကန်လို့ပင်လယ်ပြင်တို့မှာ၄ပေမှ6ပေကရှိနိုင်ပါတယ်။သုံးပစ်ပါရဲ့မုံတိုင်းငယ်ရဲ့အချိန်ကြောင့်မိုးသက်ထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြေဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နဲ့မြင့်ငယ်ချောင်းကံများအနီးတွင်နေထိုင်ကြသူများအနေဖြင့် ရေကြီးရေရှမ်းမှုအန္တရာယ်များကြိုတင်သတိပြုပါရန်နဲ့ပြည်တွင်းလေကြောင်းပြန်တမ်းရေးမြမကန်ဝန်တန်းတခြားနယ်ကန်လုံပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေးငါးဖမ်းရေရဲများတမောများအနေဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆလဘီမိုးလေဝသနဲ့သလားပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်18:30အချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာဆက်လက်တည်ရှိနေပါတယ် အဆိုပါမုံတိုင်းငယ်ဟာမြန်မာနိုင်ငံကိုကိုကျိုးမြို့ရဲ့အနောက်တောင်ဘက်ရေမိုင်၃50မိုင်ခန့်အိန္ဒိယနိုင်ငံချန်နိုင်းမြို့ရဲ့အရှိတောင်ဘက်ရေမိုင်900ခန့်ကာရီနာမြို့ရဲ့အရှိတောင်ဘက်ရေမိုင်910ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်အဆိုပါမုံတိုင်းငယ်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး26ရက်ဆယ်လ2025ရက်နေ့မှာအောက်ကောင်းသောမုံတိုင်းငယ်အဖြစ်သို့၎င်း28ရက်ဆယ်လ2025ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်တော့လကောင်းရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်ထဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာတိမ်ထင့်ထင့်ဖြစ်ထွန်းနေပါတယ်။ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်ထူထပ်နေပါတယ်။ဒီကနေ့မနက်ထိခန့်မှန်းချက်ကတော့တင်းတင်းနိုင်တိုင်းဒေသကြီးမှာနေရာစိတ်စိတ်နဲ့ကချင်ပြည်နယ်မှာနေရာကျဲကျဲနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးချင်းပြည်နယ်မိုးပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကွက်ကြားမိုးထချုံရွာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထစ်တွေဖြစ်ထုံးပါမယ်။ရွာရရွာနှုံးမြေဖြစ်ပါတယ်။ဒီကနေ့မိုးတက်ချိန်ထိခံမှန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာတချင်ပြည်နယ်မှာနေရာကျဲကျဲနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အေရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာကွက်ကြားမိုးထချုံရွာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထစ်တွေဖြစ်ထုံးပါမယ်။ ရွာရံရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာဆလဗီတိုင်းဒေသကြီးနဲ့ပြည်내မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ကြားမိုးတစ်ချုံရွာနိုင်ပါတယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာနိုင်ပါတယ်မန္တလေးမြို့မှာတိမ်အသစ်တွေဖြစ်ထွန်းပါမယ်ပဲခူးမြို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာနိုင်ပါတယ်မကွေးမြို့မှာတိမ်အသစ်တွေဖြစ်ထွန်းပါမယ်အောင်မလေးမြို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်မုံရွာမြို့မှာတိမ်အသစ်တွေဖြစ်ထွန်းပါမယ်ပသိမ်မြို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာနိုင်ပါတယ်ထဝယ်မြို့မှာမိုးတစ်ချုံတစ်ချုံရွာပါမယ် မြေကြီးသားမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။လိုင်ခေါ်မြို့မှာတိန်သိမ့်တင်ပြစ်ထုံးပါမယ်။ဖယံမြို့မှာတိန်သိမ့်တင်ပြစ်ထုံးပါမယ်။ဟားခါမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။မော်ရမြိုင်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။လားရှုံမြို့မှာတိန်သိမ့်တင်ပြစ်ထုံးပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ကျိုင်းတုံမြို့မှာတိန်သိမ့်တင်ပြစ်ထုံးပါမယ်။မိုးဒိတ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့တင်းတင်းနိုင်တိုင်းဒေသကြီးမှာမိုးဒိတ်တောင်ဖြစ်ထွန်းမှုအကောင်းနဲ့အချီပြီး အဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထီချုံခြင်းမိုးချိုးပြခြင်းလျှက်စီလက်ခြင်းနဲ့မိုးသီးကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုပါရန်အကြံပြုအပ်ပါတယ်။မြမပင်လယ်ပြင်မြဝကျုံပေါ်မုံတမခွေနဲ့မိုးတင်းနေတဲ့ကမ်းရံတစ်လျှောက်ကမ်းလုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းသစ်တင်မှလှိုင်းကြည့်နိုင်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေဟာတနိုင်ကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြမမြဝကျုံပေါ်မုံတမခွေမိုးတင်းနေတဲ့ကမ်းရံတစ်လျှောက်နဲ့ကမ်းလုံပင်လယ်ပြင်တို့မှာ 9ပေမှ9ပေကန်ရှိနိုင်ပါတယ်ကြံမြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်နေရှိပါမယ်။လှိုင်းမြင့်မှာရခိုင်ကောင်းတဲ့ချောင်းနဲ့ကမ်းလှုပ်ပင်လယ်ပြင်တို့မှာ၄ပေမှာ၆ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့တင်းတင်းနိုင်တိုင်းဒေသကြီးမှာနေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့နီးတွိုက်တဲ့မနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ရွာရံရာနှုန်း60ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတွိုက်တဲ့မနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ရွာရံရာနှုန်း60ဖြစ်ပါတယ်။ ဝန်ကြီးမျိုးနဲ့အနီးတွဲအတွက်မနေ့ပြမနေ့ထိခံမှန်းချက်ကတော့တိမ်သိမ့်တဲ့ဖြစ်ထုံပါမယ်။နောက်ဆုံးအနေနဲ့ရှမ်းပြည်နယ်မှာအော်တိုဘားလ26ရက်နေ့မှာအော်တိုဘားလ31ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ရှမ်းပြည်နယ်အစီပိုင်းကျိုင်းတုံမိုင်းလာတာချီလိတ်မိုင်းဆက်မျိုးနယ်တွေမှာခုနှစ်ရက်တွင်းမိုးရေချင်းတလက်မအထက်ရွာသွန်းရရှိနိုင်ပြီးမိုင်းပြန့်မျိုးနယ်တွေမှာတလက်မအောက်ရွာသွန်းရရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးကလောလိုင်းလင်းညောင်ရွှေမျိုးတွေမှာခုနှစ်ရက်တွင်းမိုးရေချင်းတလက်မနဲ့အထက် ပင်းတရနယ်ဟိုပုံးမြို့နယ်တွေမှာခေါင်းရအတွင်းမိုးရေချိန်တလက်မအောင်ရွာသွန်းရရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ခေါင်းရအတွင်းဖျက်မြမိုးရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ကတော့တလက်မအထက်ဖျက်မြ1.3တကူလက်မခန့်ရရှိနိုင်ပါတယ်။အော်တိုဘာလ31ရက်နေ့အထိများသောအားဖြင့်ရှမ်းပြည်နယ်တစ်ခုလုံးမှာမိုးရွာနေနေပြီးအော်တိုဘာလ31ရက်နေ့နောက်ပိုင်းနိုဝင်ဘာလ4ရက်နေ့အထိရှမ်းပြည်နယ်တစ်ခုလုံးမှာမိုးအနှဲ့ငယ်မှမိုးအထင်းထင်းပြန်ရွာလာနိုင်ပါတယ်။အပူချိန်လေးတိုင်နှုန်းလေးတုဆူတိုင်းစားနဲ့လေးတုညဉ့်ညမ်းမှုအခြေအနေကတော့ ယခုတစ်ပတ်တွင်မှာရှမ်းပြည်နယ်တောင်ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်ကတော့26ဒီဂရီဆယ်စီယပ်ရှိပြီးအနိုင်ဆုံးညအပူချိန်ကတော့16ဒီဂရီဆယ်စီယပ်ရှိနိုင်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်28ဒီဂရီဆယ်စီယပ်ရှိနိုင်ပြီးအနိုင်ဆုံးညအပူချိန်19ဒီဂရီဆယ်စီယပ်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့အမြင့်ဆုံးနေ့အပူချိန်29ဒီဂရီဆယ်စီယပ်ရှိနိုင်ပြီးအနိုင်ဆုံးညအပူချိန်18ဒီဂရီဆယ်စီယပ်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တခွင်မှာယခုတစ်ပတ်တွင်အရှေ့ဘက်နဲ့အရှေ့တောင်ဘက်အရက်များမှ၄တိုင်းနှုန်းအမြင့်ဆုံး တနအီကို9မိုင်မှ15မိုင်ခန့်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့အရှေ့တောင်ပိုင်းတွေမှာနေ့လယ်ပိုင်းလေထုဆူတိုင်းသာ40ရာခိုင်နှုန်းဝန်းကျင်ထိကျဆင်းနိုင်ပြီးညနေပိုင်းညပိုင်းနဲ့မနေ့စောပိုင်းတွေမှာတော့80ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာနေ့လယ်ပိုင်းလေထုဆူတိုင်းသာ60ရာခိုင်နှုန်းခန့်ရှိနေနိုင်ပြီးညနေပိုင်းညပိုင်းနဲ့မနေ့စောပိုင်းအချိန်တွေမှာ90ရာခိုင်နှုန်းနဲ့100ရာခိုင်နှုန်းကြားရှိနေနိုင်ပါတယ်။အော်တိုဘားလ30ရက်နေ့နောက်ပိုင်းမှာရှမ်းပြည်နယ်တစ်ခုလုံးရဲ့လေထုဆူတိုင်းသာမြင့်တက်လာနိုင်ပါတယ်။ နေ့လယ်ပိုင်းလေတုစုတိုင်းစာမြန်မာတဲ့ဒေသတွေမှာခန်းစားရမယ့်အပူချိန်ကတော့33ဒီဂရီဆဲလ်ဆီယက်ခန့်ရှိနေနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါပြီနောက်ဆက်ပြီးကြရတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကြမှာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ